ကျွေးဆိုလို့ကတော့ဟေးစင်စဲကောင်လာခဲ့တဲ့ကပဲသူတို့ကတော့ယထာကြီးလာတာမလာတာသတိမထားမိကြသေးဘူးခေါင်းနေတဲ့တရွတ်ရွာပြေးနေတဲ့တန်းတွေလွတ်မသွားအောင်ဂယုဆိုင်နေကြရတာကိုတစ်ဖက်နဲ့တစ်ဖက်အနိုင်မခံအရှုံးမပေးညင်းခုန်နေကြတော့ဟေးယထာလက်မှတ်ပေးနေပြီဆိုတဲ့အတန်းညောင်းတော်ပါသေးရဲ့လို့ဦးကြီးကိုတရဝမ်းသာသွားရတယ်တော်ကြညင်းညာခုန်ကြရာကယန်ထဖြစ်နေရင်မခက်ဘလား လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြေးပြေးလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်ဘူဒာယုံဘူဒာယုံနဲ့ကို မလုံးရောက်တော့တော့မွေးတို့တွေမရောက်ကြသေးဘူးကိုကိုဘင်ရိတ်ကိုရှောက်ခဲ့ရင်ခလန်းလန်းက gas ဖြည့်တဲ့ကောင်လေးကိုတောင်းကြီးအချခိုင်းရတယ်အာအမတောင်းကအလေးကြီးပဲဟွာဟဲ့ဈေးရောက်မဲ့တောင်းကောင်လေးရဲ့ဒီလိုမပြောရဘူးခေါင်းခုကိုဖြည့်ပြီးချွေးတုပ်ရင်းနဲ့စိတ်ထဲကနေကောင်လေးကိုဆဲရေးလိုက်တယ် ဘေးတယ်ပြောခံရတဲ့ပစ္စည်းအယောင်ထိုင်းတတ်တဲ့လူတွေဆိုတာကလည်းအယူကရှိသေးတာကိုအယောင်ထိုင်းထိုင်းမထိုင်းထိုင်းအကျွေးနဲ့ကတော့တွက်လိုက်သမှဒေါ်မွှေးပြောသလိုအကျွေးဆိုလို့ကတော့ဟေးစင်စဲကောင်လာခဲ့တဲ့ကပဲမလုံးရွှေတိတ်စာပြူတော့ဒေါ်မွှေးတို့မတ်တူးတို့ရောက်လာကြတယ်ရွှေတန်တွှဲွှဲထပိန်စွန်အောင်ဆွဲပြီးဇက်ကလေးပုန်နေအောင်ဈေးတောင်ရွက်လာရင်ခြာစမ်းမအောင်ဟေးကတဲ့မင်းသမီးကမိတ်ကတောင်လင်းမီနေပေါ့လေ ဒေါမွေးကသူ့တဲ့အရင်စောရောင်နေတဲ့မလုံးကိုလှမ်းထေးလိုက်တယ်။မတူးကတော့သူ့ဟင်းထုပ်စံခါဂုံကြီးကို သူ့ဘာသာသူချတယ်။သူရင်းနိုင်တဲ့လောက်တနိုင်မယ်။မလုံးကဒေါမွေးတို့မတူးတို့ရဲ့ရွှေစည်းချောင်းတွေကိုစားစားနာနာလှမ်းကြည့်လိုက်ရင်ခဏပူလိုက်တဲ့နေအေးနောက်ကနေမီးစာနဲ့ထုံးနေသလားမှတ်ရတယ်။လူနှလုံးကိုထောင်းချက်တော့နှချောင်းကိုကားတဲပြီးပစိုးတထင်နဲ့တပြန်းပြန်းခတ်ရင်ဒေါမွေးကညီးလိုက်တယ်။ တော်မွေးစကားကိုမလုံးကအမှုမထားပဲကလဘဲဈေးကထတ်တတ်သွားပြန်ပြီဟေကလဘဲအိတ်ကိုဖြေချရင်မလုံးကပြောတော့တော်မွေးကပြောပြောဆိုဆိုတောင်းနေပါလာတဲ့နနသီးစိတ်ကြီးကိုခါလေကချိုးချပြီးပါဇက်ထဲကိုထိုးထည့်လိုက်တယ်နနသီးရေတွေက သူ့ထပိန်မော်ကိုတဆတ်ဆတ်ကြလို့သူတို့တွေဟာမန္တလေးမတရားယထာလန်ပြီးရွာကလေးတွေစီကဈေးတွေတနေ့၃ခေါင်လုံးပြေးဆွဲနေတဲ့ယထာကြီးနဲ့စုံကြီးစန်းကြီးလိုက်ရင်းက ရွာကဘဲဥကြက်ဥကိုမန္တလေးသွင်းမန္တလေးကကုံစိမ့်ကုံ၆ကိုရွာထဲပြန်ရောက်တနေ့တနေ့ရွာမှာကက်ရတယ်လို့မရှိသူတို့နားနေရစုရက်လေးကဟော့ဒီတရေဈေးဘူးဓာလေးပဲပေါ့ဒီမာတော်မွေခါတိုင်းဆိုကျုပ်လက်နဲ့လက်တွင်းတဆုပ်ဆိုရင်ငါးကြက်ထုံအန်ကြပဲခုတော့ဟော့ဒီလက်တန်းတလုံးစာလေးချော့ချလိုက်မှကြိုက်မှတော့မလုံးကပလက်စတစ်အသေးအိတ်ကလေးတွေတည်း ပြန်ခွဲထုတ်ရင်တရေပင်ပြက်လေးတွေနဲ့စီးလိုက်တယ်။ကလပဲဇန်ထုတ်ပြီးရင်အာပြဲချောက်စည်းကိုပြန်ချလိုက်တယ်။ဒီလိုပဲအာပြဲချောက်ပြီးရင်ဟင်းဂျိုမုတ်ဟင်းဂျိုမုတ်ပြီးရင်ကြက်သုံးဖြူရထားကြီးမလာမချင်းတစ်ခုကြီးတစ်ခုခွဲထုတ်သွားရုံပဲ။ရွာရောက်ရင်အစင်းသက်ကောက်ရောင်းလိုက်ရုံပဲလေ။သူ့လက်နဲ့တုပ်အုံးနောက်ကအလင်းနဲ့ချိန်ဝင်မယ်။တထုံနဲ့တထုပ်ဘာမှမကွာဘူး။အလုတ်ကတင်တာကိုကျုပ်တော်ဒီနေ့ဝတ်သားမထုတ်ခဲ့တော့ဘူး။ အမဲသားတောင်အသေးအဆုံနဲ့အရွက်ထုပ်တွေပဲများတယ်။ရာစမ်းမအေးအရွက်တထုပ်လောက်မှန်းမတူးရဲ့စံကားခုံကြီးထဲမှာအင်ဘတ်တွေနဲ့ထုပ်ထားတဲ့အမဲသားစာတွေကိုတထုပ်ချင်းဖြည့်ကြည့်ကြတယ်။အထက်ကနေအောက်ထိုးမှွေလိုက်တယ်။အောက်ကနေအထက်လှန်လိုက်လို့တော့အညီနဲ့ကထောင်းငနဲ့ထလာတယ်။အညီနဲ့ရတော့ရင်မဲမကြီးတွေကတဝီဝီနဲ့ဝိုင်းုံလာတယ်။လူတွေကလည်းရင်ကောင်တွေနဲ့အလူတွေဆွကြတော့ဟင်းထုပ်တွေဂျွန်းတလန်ကုန်တယ်။ မတူးကတော့စိတ်ရှည်လက်ရှည်ပါပဲဟင်းထုတ်တွေကိုဖြည့်ပြလိုက်ပြန်ထုတ်လိုက်တအောင်လောက်လေးတွင်ပဲသူ့ဟင်းထုတ်၄၅၆ထုတ်စွန်သွားတယ်ဒီတော့မှခေါင်းကဘီးစပတ်ကိုဖြည့်ပြီးသပင်တွေကိုခါချပစ်လိုက်တယ်အပြင်းမြင်းနဲ့ခေါင်းကုတ်တယ်ပြီးတော့အတော်တန်အေးတော့မှသပင်နှစ်ဖက်ကိုခွဲထုံလိုက်တယ်ရင်ကောင်တွေကမတူးရဲ့ခေါင်းပေါ်ကိုနေရာပြောင်းမိအောင်နဲ့ဟဲ့ဒီနေ့ယထာကြီးနောက်ကြတယ်ထင်တယ်အေး나이မေးကြည့်စမ်း တော်မွေးကယထာကြီးကိုလဲတဆန့်ဆန့်မျောရင်းပြောလိုက်တော့မလုံးကခလန်းလန်းက나이ပတ်ထားတဲ့ကိုတင်အေးကိုသွားမေးလိုက်တယ်။တစ်ချက်ခွဲပြီးပြီမလုံးမျက်လုံးပြူးသွားတယ်။ခါတိုင်းဆိုနှစ်ချက်ထိုးလောက်ယထာဝင်တစ်ချက်ခွဲပြန်ထွက်ခုတော့နှစ်ချက်ခွဲနေပြီတဲ့ယထာကမဝင်သေးဘူး။မနှက်ကလာတဲ့ယထာကတော့ပုံမှန်ပါပဲ။တော်မွေးကရွှေမြင်းစေးဘောလေးအတုတ်ကြီးကိုမီးညှိလိုက်ရင်ဒုက္ခပါပဲအေး ဒီနေ့ရွာတွေမလှည့်နိုင်ရင်မနဲ့ပြန်မရောင်းရတော့မှာဣငါကလည်းဒီနေ့မှာခရင်ညင်းဒီကွဲတွေဈေးပေါ်လို့ဝယ်လာတာအများကြီးပဲဘလောက်ဖိုးတော့60တော်ကလည်းလွန်နေမလွန်နဲ့ဣခရင်ညင်းဒီအကောင်းဆိုရင်ဗရမ ्या တီကြည့်တလို့ကြည်နေရတာအခုမှအကွဲတွေလို့ငတ်မှာရွာကလူတွေစားပါစီတော့ရဲ့လို့စိတ်ညင်ညင်နဲ့ဒေါ်မွေးကဈေးပေါ်လေးကြီးကိုတွန်းဖွာတယ် ဝရင်တို့ရွာကစံကုန်းတဲ့မိမာတွေကတော့တယောက်ခေါင်းကိုတယောက်အမိစာခေါင်းစာတန်းချာနေကြတယ်။တန်းချာရင်းနဲ့ညာတုန်းကကြည့်ခဲ့တဲ့ဗီဒီယိုဇာတ်ကားတွေကကြော်ဟင်းရဲ့အကြောင်းကို အားရပါရပြောနေကြတယ်။ကရုံးကြီးနဲ့ငတေးဆိုတဲ့နာမည်နဲ့ကြော်ဟင်းနဲ့တိတ်လိုက်တာပဲ။ငါတော့မကြိုက်ပါ့။တခါတည်းရေဒါကိုကညင်မြင်းကစရာ။အဲ့ဒါအမှုပညာအိသူ့ခန်းကိုအဲ့ဒါလိုတရုပ်ဆောင်မဲ့ဟာကြီးကိုအမေအမှုပညာတဲ့ မိကဘလောက်နားလေတို့တော့မဲဆန်ရွှေကစောင်းဆောင်အောင်အောင်နဲ့မခင်သေးခေါင်းကိုစိုက်ကြသွားအောင်တန်းတုတ်ချလိုက်တယ်။ကောင်းလိုက်တာအေးကောင်းမအလဲခေါင်းဘွေနာ၌ဆန်းတန်းပြင်းနေတယ်။မျက်စိကမြင်ရတာမဟုတ်ပဲနဲ့မခင်သေးကပြောတော့မဆန်ရွှေက နောက်စေနာရောက်နေတဲ့လက်ကိုအလဲခေါင်းရွှေ့လိုက်တယ်။ပြီးတော့စက်ခနဲ့တန်းမာကြီးတကောင် ကောက်တယ်ပြီးမခင်သေးရဲ့လက်ဘွားပေါ်တင်လိုက်တယ်။မခင်သေးကတန်းမာကြီးကိုလက်နဲ့ညှစ်ပြီး သူ့ရှေ့ကမတန်းဤခေါင်းထဲထည့်တုပ်လိုက်တယ်။သူတို့ကတော့ယထာကြီးလာတာမလာတာသတိမထားမိကြသေးဘူး။ခေါင်းနေတဲ့တရွတ်ရွာပြေးနေတဲ့တန်းတွေလွတ်မသွားအောင်ဂယုဆိုင်နေကြရတာကိုဒီလိုပဲကြည်နေကြတော့မှလား။ဒီလိုပဲကြည်နေကြတော့မှလား။ရေးကြီးတုပ်ပြအော်လိုက်တန်းကြောင့်မလုံးလို့လန့်ဖြန်သွားတယ်။အတန်လာရစီကြည်လိုက်တော့တေချင်းစုယူးယူးမလုပ်ဘူး။လူတွေအထိတ်တလန့်ဖြစ်အောင်တော့ဒေါ်မွေးကခါကြမုန်တဲ့ကိုလှမ်းဆဲလိုက်တယ်။ ခါကြမှုတဲကတော့မုတ်ပန်းကိုလက်ဖွားဖို့တင်ပြီးဗဇက်ကတထွတ်တူအောင်ရင်ဘူရာကွင်းနဲ့လှဲ့နေတယ်။ဝယ်စားကြပါအောင်ချိုးတယ်စိတ်နဲ့တခုမှငါချက် အစိတ်ဖို့ဝယ်ရင်ငါကူပေးမယ်။ခါကြတဲ့ခါကြမှုတဲရဲ့ဈေးခေါ်ပုံကိုကိုတင်အေးကသဘောကျပြီးပြုံးတယ်။ကိုတင်အေးကရွာကဘက်ထရီအိုးတွေကိုမန္တလေးမှာအားဖြည့်ပြီးတရက်ချပြန်ယူနေကြလို့ပေါ့။မနေ့ကအားဖြည့်ပြီးအိုးဒီနေ့ပြန်ယူဒီနေ့အိုးတွေထားခဲ့မနေ့ပြန်ပြန်ယူ ဆိုပေမဲ့တခါတလေမီးမမှန်ရင်တရက်ချားနေတင်ရတာမဟုတ်ဘူးသူ့ဘက်ထရီအိုးတွေကပုတ်ကုန်သိုးကုန်မဟုတ်ပေမဲ့ခရီးကထတော့အများသားဘက်ထရီအိုးအလုံး50 60လောက်ကို သူတယောက်တည်းထိန်းရတာအတင်အချကတော့အကူအညီခေါ်ရတာပေါ့လေယထာနောက်ကြလို့များရွာကလဲကျူပြန်သွားရင်အခက်ပဲခါကြမဟုတ်တယ်လာအောင်ကုတင်အေးဘေးကဦးကြီးကိုကမဟုတ်တယ်လမ်းခေါ်တယ်သူ့လက်ထဲမှာ စုထုံးကင်ထားတဲ့လွယ်အိတ်လေးထဲက10တရတရွက်ကိုထုတ်လိုက်ရင်နှစ်ခုပေးကွာခါကြမုတ်တဲကဦးကြီးရှေ့မှာဝင်ထိုင်ပြီးမုတ်ဘန်းကိုခေါင်းပေါ်တင်ကျွတ်ကျွတ်အိမ်နဲ့မုတ်နှစ်ခုထည့်ပေးလိုက်တယ်ဒီလိုမှန်သည့်စီကြက်တပွဲလောက်စားခဲ့ပါရဲ့ခါကြမုတ်တကျွတ်ကျွတ်ဝိုင်းရင် ပြောဖြစ်အောင်ပြောလိုက်သေးတယ်ဦးကြီးခိုးကမန္တလေးကိုလာခဲ့တယ်ညကအိမ်ကအဖွားကြီးပန်းနိုင်ရင်ကြက်ထလို့ဒီနေ့မန္တလေးကိုဈေးဝယ်ရင်လာခဲ့ရတာအဖွားကြီးကပြောင်းအောင်ဈေးနဲ့မှတဲ့တာ အခုလောက်ဆိုသူ့ကိုအဲ့ပြားအောင်ဆေးကိုညှော်နေလောက်ရောပေါ့ကိုခိုရဲ့မနဲ့ကြရင်မန္တလေးကို လိုက်ပြီးဆေးဝယ်ပေးပါတော့ချောင်းတွေဆိုးရလုံးလို့ကျုပ်ရင်နေ क्वे ရတော့မယ်သူနဲ့အဖွားကြီးပေါင်းတင်လာခဲ့ကြတာအနှစ်40ကျော်ပါပြီညီတွေဘယ်နှစ်ယောက်ရှိမှန်းတော့သူမမှတ်မိဘူးဒါပေမဲ့အဖွားကြီးရဲ့မျက်ရည်ပေါက်ကလေးတွေကသူ့အသေးကိုတောက်ခနဲခောက်လိုက်တယ်လို့အတူကြီးလုံမီခါကြမှုဂုံသွားမှန်းမသိ ူလက်ကိုသူကြိုက်ပြီးတော့ရှက်ရမ်းရမ်းပြီးယထာကြီးကိုလှမ်းပြောလိုက်တယ်။ဒီနေ့ဘာဖြစ်လို့နောက်ကြရတာပါလဲ။ပြောရင်းနဲ့ဘူဓာဝကရေအိုးစင်ကိုသွားပြီးရင်းနှက်ခွက်ဆင့်တောက်လိုက်တယ်။ပြီးတော့ကွန်းရထုတ်ဖြီးပြီးကွန်းတရာငုံလိုက်တယ်။ကိုတင်အေးလဲခါးညောင်းလာပြီးမှမတ်တရက်ပြီးခါးကိုဟိုဖက်ဒီဖက်တလဲစီလှဲ့လိုက်တယ်။ဘက်ထရီအိုးတွေကိုဥကြီးကိုအပ်ထားခဲ့ပြီးဘူဓာရဲကလည်းဖိတ်ရည်ဆိုင်စီထွက်ခဲ့တယ်။ကိုတင်အေးလာလေ။ ကျုံရွာကဘာဆောင်တို့ဝိုင်းမှာဝင်ထိုင်လိုက်တယ်။နဖက်ရီဖန်းချိုတစ်ခွက်မှားလိုက်ရင်မင်းတို့ဘယ်လာကြတာလဲ။လဲတန်လာဝဲတာဗျ။မနေ့ကတည်းကရောက်နေတာ။စိန်မန်းတွေကလား။မဟုတ်ဘူး။မန်းမျိုးဈေးကဝဲလိုက်တယ်။မစိုးပါဘူး။နဖက်ရီဆိုင်ထဲကကက်ဆတ်တန်းကဦးလန်အိုက်ဆက်နေတဲ့ဘူရာယုံခတ်အုပ်အုပ်လေးထဲမှာထွက်ပေါက်မရှိစူညံနေတယ်။ကိုတင်အေးလဲစိတ်ပြက်ပြက်ရှိတာမို့လက်ဖက်ရီတစ်ခွက်တောက်ပြီးပြန်ထွက်ခဲ့တယ်။ ခင်ထွေးဤတို့အုပ်စုကတော့ဖျားပွဲနီးလာပြီမို့အင်းကြီးစာဝဲဖို့တိုင်ပင်နေကြတယ်။ဒီရွာတဒန်းကဖျားပွဲတွေကတရွာနဲ့တရွာဆက်နေတာ။ဒီဖက်ရွာကစုံကြီးလောင်းတဲ့နေ့ဟိုဘက်ရွာကဖျားပွဲဝင်မယ်။ငါတော့ရှမွိုင်းစာဝဲမယ်အီ။ဒီတစ်နှစ်တော့အကောင်းလေးတစ်ထည်လောက်ချုပ်လိုက်အောင်မယ်။ရှမွိုင်းတကိုင်း200ကျော်တယ်အီ။ငါကတော့ဝိုင်းအပွင့်ရိုက်ကလေးကိုမေးတင်စာဥပုံချုပ်မယ်။သူတို့အုပ်စုကတော့ယထာကြီးမလာလဲအရေးမကြီးဘူး။ <laughs> ဒီလိုဝိုင်းဖွဲ့စကားပြောဖို့ကသာအရေးကြီးတာမလားရွာမှာဆိုကောက်ဆိုင်ပြိုးနှုံနဲ့အလုရှုံနေကြရတာလေဒေါ်ကြည်တင်ကတော့ခင်ထွေးရီတို့စကားဝိုင်းကိုစိတ်ဝင်စားဘူးနေကပူလောင်နေတော့သူတို့မှာရွှေတွေကရွှေအစီတွေကပြန်ဝေါ်ဥမထိန်နိုင်မသိမ့်နိုင်တစ်ချက်ထိုးအန်လိုက်မိတော့မလို့ဖြစ်သွားပြီးမှကိုပစက်ကိုကိုလက်ဝါးနဲ့အုပ်လိုက်ရတယ်ဒါကိုပဲမြင်မိမြင်သွားတဲ့နှာခေါင်းပြပြနဲ့လူကသူ့ကိုဂျိုးကြည့်လန်းကြည့်တယ် ဒေါ်ကြည်တင်ကလည်းကမန်းကရန်ဒေါ်မွေးတို့အုပ်စုကိုဝင်ရောလိုက်ရတာပေါ့မက်ကြည်တင်တော်တို့ဒီနှစ်လူမှဆိုအေးညီတို့တရွာလုံးကိုဖိတ်မာနော်လာခဲ့ကြဒေါ်မွေးတို့အုပ်စုတွေဝင်ထည့်ပြီးဒီနှစ်နှမ်းစေးကောင်းလို့ဘလောက်ရလိုက်ကြောင်းစပားလေအထွက်ကောင်းကြောင်းအမှန်ထပ်ပို့ပြောလိုက်တယ်သူကလဲပိုင်းရပိုင်းကိုပြောအားရှိမှာပေါ့ဒီမိမကြီးကြွားတမန်းတိတဲ့မလုံးတို့ကလည်းမခံဘူးတော်တို့လဲကောင်းတာဘာဟုတ်သေးလို့တော့ကျုပ်တို့ရွာက မကြီးသေးတို့လယ်တွေကမှတီးလိုက်တဲ့စဘာမမှဲ့ခင်ကတည်းကညီဘော်ကိုဝစ်လို့ဩဒါနဲ့စကားမဆက်အခုလို့ကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုတိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါဦးနော်နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုဒေါ်အောင်မြိုင်တို့လည်းဒီနှစ်နှမ်းတင်းတရာလောက်ရတယ်အေးဒေါ်ကြည်တင်ကလည်းခံမတဲ့လား ါပေမဲ့ညီတို့ပေါက်တော့ကအလှမပေါ်ဘူးတို့ရွှေเจ้าငါမှာဒီနှစ်ဆိုအလှဆက်တလှတောင်ရှိတာအေးကြံတွယ်လိုက်တော့မတူးကကျုပ်တို့ရွာကသုံးတွက်ခွန်လူတဲ့လူတောင်ရှိသည်တစ်ဖက်နဲ့တစ်ဖက်အနိုင်မခံအရှုံးမပေးညင်းခုန်နေကြတော့ဟေးယထာလက်မှတ်ပေးနေပြီဆိုတဲ့အတန်ညောင်းတော်ပါသေးရဲ့လို့ဦးကြီးကိုတရားဝမ်းသာသွားရတယ်တော်ကြညင်းညာခုန်ကြရာကရန်ထဖြစ်နေရင်မခက်ပလားလက်မှတ်ယုံပေါဝံမှာလူတွေစုပြုံရောက်လာတယ် လက်မှတ်ပေးပြီးဆိုတော့ယထာကြီးဝင်တော့မယ်ပေါ့ကိုတင်အေးလက်ကနာယီကိုကြည့်လိုက်တော့၃နာရီ၁၀မိနစ်မလုံးကယထာလက်မှတ်တန်းစီရင်နဲ့ကြားဖြတ်ဝင်တိုးဖို့အတွက်ချောင်းနေတယ်တန်းစီတဲ့ဆိုပေမဲ့စနစ်တကျစီကြတာမဟုတ်ဘူးသူဥသူကိုဥကိုပဲယထာလက်မှတ်ယူကြီးတော့လူတွေရဲ့ဥကောင်းတွေဟာမြောက်ဖတ်တန်လန်းကလေးစီမျောကြည့်နေကြတယ်သိမကြပါဘူးယထာကြီးဟာအိုအောတန်တဆူဆူမိကူးတွေတလုံးလုံးနဲ့သူ့ရဲ့ဈေးဘူးဓာတဲကိုဝင်လာတယ် ယထာစီမဲ့လူတွေဟာလှုပ်လှုပ်ရွရွနဲ့တန်လန်းဘေးကိုပြေးကပ်လာကြတယ်။ယထာကြီးဆက်မသက်ရသေးဘူး။အတင်းအလူအရတိုးဝေဆင်းညာတက်ကြနေ။ဆင်းမရစေ။အုံးဟဲ့။တကယ်တည်းယထာကြီးကဘယ်မှထွက်မပြေးပါဘူး။ဆင်းမမြမြဆင်းမလား။ဆင်းမရင်သာလုံနေတာကို။ယထာကြီးဘာဖြစ်နေလို့လဲ။လုံးတောင်အလွန်မှာစက်ကောင်းပြတ်နေလို့။ဒင်းအေးနင့်ဘက်ထရီအိုးတွေခဏနေအောင်။ငါတို့တောင်းနေအရင်တင်ပြီး ိုတင်အေးကလက်နက်ဖက်မှာဆွဲထားတဲ့ဘက်ထရီဦး၄လုံးကိုပြန်ချလိုက်ရတယ်။ဒေါမွေးတို့အုပ်စုကိုသူ့မလွန်ဆန်ရဲဘူးလေ။တယောက်ထဲမနိုင်တဲ့ဘက်ထရီဦးတွေကိုသူတို့ကကူညီတင်ချပေးမှဖြစ်မှာကိုတခရီးတည်းအတူသွားနေကြလူတွေမို့တဦးကိုတဦးကူညီဖို့သူတို့တတွေဝင်မလေးတတ်ကြဘူး။ဘူဒါကွင်းထဲမှာလူတွေရှင်းသွားတယ်။အားလုံးယထာဘော်ရောက်ကုန်ကြပြီကိုယထာဘော်ကလူတွေလဲတနေကုန်နေပူတဲ့လှူရှားသွားလာခဲ့ရယထာကြီးမျော်ရနေမို့ နှုံးချီကုန်ကြပြီမလုံးကဒူးနှလုံးပေါ်လက်တင်ပြီးငိုက်နေတယ်ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လဲစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နဲ့သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ